အစ်ဒရီဒရုန်းစစ်စင်းကိုအီရန်ကပစ်ချခဲ့တယ်လို့အီရန်တက်စနင်းတရင်အေဂျင်စီကပြောခဲ့ပါတယ်။အဆိုပါမောက်သူမဲ့လေယာဉ်များထဲမှတစ်ခုမှာအမေရိကန်လုံး MQ-9 Reaper ဖြစ်ပါတယ်။အစ်ဒရီနဲ့အီရန်တို့ကြားပြည်ပကစရုပ်ထမြောက်နေ့မှာ AMP နဲ့မှာဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။အီရန်ပစ်မှောက်တွေကိုအစ်ဒရီကပုံမထိခိုက်လာပြီးတဲ့နောက်မှာဒရုန်းပစ်ချမှုထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ MQ-9 Reaper ကအီရတ်နေစာအနီးမှာရှိတဲ့အနောက်နိုင်ငံရဲ့အနောက်ဘက်မှာရှိတဲ့အီရန်လေကြောင်းရန် ကကွေးစနစ်ဖြင့်ဖျက်ချခဲ့ကြကြောင်းအီရန်နိုင်ငံမီဒီယာတွေကပြောပါတယ်အီရန်ပြည်နယ်မှာအထူးတပ်ဖွဲ့ဝင်တွေကဒုံးအားဒီလော်ရန်အနီးမှာပစ်ချခဲ့ရကြောင်းမန်နီကွန်ထရိုးမှတင်ထုတ်ပြန်ခဲ့ပါတယ်ဒါပေမဲ့လည်း defense block ကအပြည့်အစည်းပုံတွေဟာရီပါမမဟုတ်ကြောင်းလည်းပြောပါတယ်ဒါပေမဲ့ပြတ်တက်ထားတဲ့ပစ္စည်းတွေကအီရန်လုတ်ရှာခဲ့136ကကမီကာဇီ3 drone တစီမှဖြစ်တယ်လို့ယုံကြည်ကြပါတယ်ဆိုလိုချင်တာကအီရန် drone ကိုဖော်ပြတဲ့နေရာမှာအမားယွင်း တစုံတရာရှိနိုင်တယ်လို့ဆိုပါတယ်အစ္စရေးကလေကြောင်းတိုက်ခတ်မှုတစ်ခုပြုလုပ်ခဲ့ပြီးတဲ့နောက်မှာဒုံးပစ်ချက်မှုဖြစ်ပွားခံရခြင်းဖြစ်ပါတယ်ဤတိုက်ခတ်မှုဟာတီရန်ကာမာရှာနဲ့အခြားနေရာတွေကိုလည်းတိုက်ခတ်ခဲ့ပါတယ်အစ္စရေးရဲ့ချင်းတိစစ်စင်ရဲ့အစိပ်ပိုင်းဖြစ်ပါတယ်အစောပိုင်းမှာအီရန်ကဟိုင်ဖာနဲ့ကီရတ်ကကဲဒရောနေရာတွေကိုပတ်ထိန်ဒုံးကျည်များစွာနဲ့ပြုလုပ်ခဲ့ပါတယ်ဒီဒုံးကျည်များကမီလောင်ကျွမ်းမှုနဲ့ဒဏ်ရာရရှိမှုတို့ကိုဖြစ်စေခဲ့ပါတယ် ကျင်းအပြင်ဆိုရမယ်ဆိုရင်တော့အမေရိကန်ထုတ်လုပ်ထားတဲ့ MQ9 Reaper တစ်စီးအပါအဝင်အစ္စရေးမောင်းသူမဲ့လေယာဉ်စစ်စီးကိုအီရန်ကဖျက်ရှားခဲ့ကြောင်းအီရန်ကပြောကြားခဲ့ပါတယ်။ဒါပေမဲ့လည်းပြစ်ချခဲ့တဲ့ဒုံးများအနက်ကတစ်စီးကအီရန်ရှာခဲ့136ဖြစ်တယ်လို့ကျွမ်းကျင်သူတို့ကယူဆကြပါတယ်။ဒုံးတွေနဲ့ဒုံးပြန်များကိုအပြပြန်အလန့်လန့်အသုံးပြုခြင်းကတိုက်ပွဲမြင်များပြင်းထန်တာကိုပြသပါတယ်။လင်းမြန်းစွာစစ်တမ်းနေတဲ့အဖြစ်အပျက်တွေကြောင့်တစ်ချိန်နဲ့တပြင်းကြီးအမှန်တရားကိုတိကျသိရန်ခက်ခဲပါတယ်။